ပါကနေဖြိုးလိုက်တိုင်ကိုကြီးရှုနေတဲ့ဧတကြီးအားလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့ငါမေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့လိုပဲလူတွေတတ္တဝါတွေတရှိတတ်မဲ့တွေရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟသတာဖြစ်ဖို့လိုပဲတဟသတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကြင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးဖြစ်ဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုံမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ န်တရားဟိုပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတတိလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲရလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတင်ညာစီပွား တရားဒီဘွားစီဆိုတာဇူလိုင်23ဩဂတ်23ညမှာမူဖွားသူတွေဖြစ်တယ်တရားဒီဘွားစီကအတိုက်ခံနေများမယ်ရန်နေများမယ်အလုံးမှာအိမ်မှာပတ်ဝန်းကျင်မှာကန့်လန့်ခံမှုတွေမကြည်မနှက်တာတွေရွယ်ဆောင်းတာတွေရှိမယ်အလုံးနဲ့နေထိုင်ရေးစီးပွားရေးလူမှုရေးငွေကြေးတွေလူတလူမရပဲရှားတဲ့ပုံမှာရှောက်လန်းနေရတယ် တဖက်မှာလည်းအပြောင်းလဲကောင်းတွေရောက်လာဖို့ရှိတယ်။မိကောင်းဆွေကောင်းဆရာကောင်းတမားကောင်းတွေမိမိရဲ့ယဉ်သိမြုပ်နှံမှုစေတနာထားခဲ့မှုကယ်ဆယ်မှုပူပေါင်းမှုတွေဟာပြန်ပြီးအရေးလူကောင်းလာမှာ။အကောင်းတဲ့ဆူအားပြိုင်တဲ့အခြေလူပဲမှတ်လိုက်ပါ။မကောင်းတာကြီးကတချမ်းကောင်းတာတချမ်း။မကောင်းတဲ့စိတ်မကောင်းတဲ့အလုပ်လုံလဝရိယဇွဲအားနေတာတွေ။ကျမကြီးအားနေတာတွေ။ အတိုက်ခံလောက်တာတွေလက်ပိတ်တာတွေတယောက်ပြီးတယောက်နေမကောင်းတာတွေရှိမယ်တစ်ဖက်ကလည်းပဲငွေပေးတာတွေအချစ်ပေးတာတွေနှလုံးသားပေးတာတွေကယ်ယူတာတွေဆောက်ရှောက်တာတွေအိမ်ရောက်အိမ်ပြောင်းနိုင်ငံခြားထွက်စာမွေးအောင်တာတွေရှိမယ်ဒီရက်တတဘကရှုပ်ထွေးတဲ့ရက်တတဘအဲ့တော့အဲ့ဒါကြီးအရှင်ပြောင်းဖျားဟုတ်သွားနေ့တိုင်းသွားခုနှစ်ရက်လုံးဖျားမှာပန်းလူရေလူတပြက်စီလဲမတော်နိုင်ဆိုအိယာဖျားကိုတန်ရှင်းလို့ပေးဒီရွတ် အိမ်လေကားအတက်စင်းတွေတန်ရှင်းလို့နောက်ဖွေးအတက်စင်းတွေတန်ရှင်းလို့အိမ်မှာအဟောင်းအနွားအပျက်စီးတွေခြုံချိုးနေရပဲ့တွေပကံခွဲမှန်ခွဲတွေခြူအမျိုးမျိုးရေရေတိုက်တတ်စင်အမျိုးမျိုးယူပြီးတော့လှုပ်ပြစ်မြတ်ဗုဒ္ဓရဲ့ဓမ္မတရားတွေတန်ဃာတော်တို့ရဲ့ဓမ္မတရားတွေဖုံလွှမ်းအောင်ရေဒီယိုကက်ဆက်တီဗီတွေနဲ့လွှင့်အဲ့ဒါလို့လုံနိုင်ရင်စောစောအတိုက်ခံနေရောပါပြီး ကောင်းကျိုးချမ်းသာတွေဟာလှင်လင်းမြန်းမြန်းအိမ်ပေါ်ရောက်လာလိမ့်မယ်။စီးပွားရေးလူမှုရေးကျန်းမာရေးပျော်ရွှင်သွားလိမ့်မယ်။မှန်တကျလမ်းမပဲလှက်ချစ်ချစ်ရအလုံးကန်ကောင်းသွားမယ်။ဝေးရမယ့်အဝိဒ္ဓရာတော့ဒီချိန်ထဲမှာအယောင်နှမျိုးသုံးမျိုးရောတာတွေအယောင်ရင်းအယောင်မိုင်းတွေလူကိုယ်တစိမ့်မှန်ပါလာတွေကြက်တွေရှိတာတွေအပေါက်ပြက်အဆုတ်ပြက်မရှုပ်တာတွေဒါတွေဝတ်ပါ။ထီထိုးရင်တဲ့၃၅ပတ်လေဝေးနေမှာထိုး ီကာလမှာအကောင်းဆုံးကတော့ဂုံတော်ကူပါတပားတပတ်ကူပါနေတိုင်းစိတ်ပါတင်ရာဒီဘောမိသားစုတွေဘေးရန်ကင်း၍လူရာဆန္ဒပြည့်စုံကြပါသည်